ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါမင်္ဂလာရှိသော2019ခုနှစ်ကို ရောက်ရှိပါပြီ2019 January လတရနေ့ရနေ့ခုနှစ်ရနေ့အတွင်းဟာကောင်းသောကံကြမ္မာနဲ့ပျော်ရွှင်ချမ်းမြေ့မှုများလွှမ်းမိုးနေတဲ့ကာလတခုဖြစ်တဲ့စိတ်ချမ်းသာစရာတွေကြုံမယ်မင်္ဂလာကိစ္စတွေပအဝင်ပတ်သက်ရမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းသောမင်္ဂလာရှိသောသတင်းစကားတွေကြုံတွေ့ရမယ် ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းနိုင်တယ်စုပေါင်းလုပ်ငန်းဂျိုးပေမဲ့မိကောင်းဆွေကောင်ထောက်ကူရမယ်ရပ်တန့်ထားတဲ့လူတွေကိုပြန်လည်စတင်ခြင်းနဲ့ကောင်းသောအကျိုးရရှိခြင်းတွေကို ပေါ်ထွန်းနေတဲ့ကာလတစ်ခုဖြစ်ပါတယ် January လတရနေ့ဟာအရာရာစင်ပြေခြင်းနဲ့ကံကောင်းခြင်းတွေကိုပေါ်ထွန်းစေတယ်နှစ်ရက်နေ့မှာ ခရီးသွား၍အကျိုးရှိတဲ့ပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းတွေကိုရမယ် တော့ရက်နေ့ရတော့ငွေကြေးကံလုပ်ငန်းကံစီးပွားကံအထူးကောင်းတယ်လေးရက်နေ့မှာမထင်မှန်ပဲပြဿနာလေးတွေဖြစ်ရှင်းရတတ်တယ်သူတစ်ပါးကြောင့်ကိုယ့်ရဲ့ရည်ရွယ်ချက်နှောင့်နှေးမယ်၅ရက်နေ့မှာပေါ်ပေါက်လာတဲ့အကြံဉာဏ်သစ်နဲ့ဆုံးဖြတ်ချက်တွေကိုရှေ့တိုးလုပ်ကံခြင်းဖြင့်တိုးတက်မယ်၆ရက်နေ့မှာတော့စိုင်းငံထားတဲ့လူတွေကိုပြန်လဲစတင်နိုင်တယ်ရန်တိုက်ခံတွေပြန်လဲဖြည့်ရှင်းနိုင်တယ်ခုနှစ်ရက်နေ့မှာငွေကြေးဥစ္စာဒဏ္ဍာဖွံ့ဖြိုးမှုနဲ့ အလုံးစည်းပွားတိုးတက်မှုတွေအတွက်ကိုစနစ်တကျရရှိနိုင်ခြင်းနဲ့ကံကြိုးပေးခြင်းတွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ရတနာဘုံစိုက်ကင်းနဲ့တိုက်နေတဲ့ဒီကလအတော်တွင်းမှာငွေကြေးကိစ္စတွေကိုတော့ရဲတင်းတင်းရှေ့တို့လုပ်ကင်နိုင်တယ်။တနည်းငွေနေမွေးသူတွေနဲ့ပူးတွဲလုပ်တဲ့အလုပ်တွေကကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုဖြစ်စေတယ်။တနည်းလာနေမွေးသူတွေနဲ့ပတ်သက်ပြီးရန်တိုက်ခံလေးတွေရှိတတ်တယ်။ အင်္ဂါနေ့မွေးသူတွေကိုယ့်ပေါ်မှာအထူးချိုးပေးတဲ့ကောင်းသောကံနဲ့တိုးတက်မှုတွေကိုဖြစ်စေတဲ့ဗုဒ္ဓနဲ့မွေးတဲ့သူတွေနဲ့ကိုယ်နဲ့ကြပဋိပက္ခရှိဇာတာပရင်းနဲ့မွေးသူတွေကိုတတိနဲ့ဆက်ဆံပါကိုယ့်ကိုဒုက္ခပေးတတ်တယ်။တောက်ကြနေ့မွေးသူတွေကတော့အထူးကောင်းခြင်းနဲ့တိုးတက်ခြင်းတွေကိုဖြစ်စေတယ်။စနေနေ့မွေးသူတွေနဲ့ပူပေါင်းပြီးလုပ်တဲ့ကိစ္စတွေကအခက်အခဲတက်ခံနေဖြစ်ပြီးကြော်လွားပြီးမှ အောင်မြင်ခြင်းတိုးတက်ခြင်းတွေကိုဇယ်ဆက်သလိုဆောင်ရွက်အစဉ်ပြေသွားနိုင်ပါလေ။ တရက်နေ့ January မှာမတော်တဆအနေကယူဆိုင်ရမယ်။မြောက်ရက်ကိုတည်သွားစဉ်အနေဖြစ်တတ်တယ်။မနေ့စနေနိုင်ခွဲနဲ့၁၂နိုင်ကြာတည်ထားမယ်။ January 1ရက်3ရက်4ရက်6ရက်နေ့တွေမှာကောင်းစေကောင်းလျှော်ပြုခြင်းဖြင့်ကောင်းသောစိတ်ရည်တိုးခြင်းတင့်တယ်ခြင်းပြရတတ်ကောင်းခြင်းရှေးဖုံးရှေးခံတိုးတက်ခြင်းတွေရရှိမယ်။ကောင်းစေကောင်းလျှော်ပြုတဲ့အခါမှာ အရှိရက်ကိုမျက်နာမူပြီးဆောင်ရွက်ပါပုံမထင်ရှားစွာတိုးတက်ခြင်းများပြည့်ရတတ်တဲ့လက်လာပါဖွင့်ခြင်းများရရှိပါလိမ့်မယ်။နံပါတ်1ခုကိုကနန်နေဂျိုးပေးတဲ့အဝါရောင်ပြာရောင်မိခိုးရောင်တွေကိုသုံးနိုင်တယ်။အဝါရောင်ပန်းပွင့်တွေကိုဖျားကတ်လူရွေးလိုရာဆန္ဒပြုပါ။ယေရှုတင်ပါတယ်။